ဆောင်တဲ့တဆောင်တူသလားမတူဘူးဟုတ်လားအဲ့လိုပဲမိဖုရားပေါင်းများစွာနဲ့အာယုန်တွေပြည့်ပြည့်စုံစုံငါပြောပြောမွေ့မွေ့နေခဲ့ဘူးတဲ့နောက်တော့ယခုနကပြောတဲ့အတိုင်းဒီကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့အချက်၅ချက်ကိုမဟာကောင်းကောင်းသဘောပေါက်သွားတယ်ပြီးတဲ့အချက်၅ချက်ကိုတော့ပြန်ရှင်းမပြတော့ဘူးနော်ဖြစ်ခြင်းပြက်ခြင်းတာယာဝယ်အပြင်းထွမြောက်ရာထွမြောက်ရာကိုတိသွားတာအဲ့ဒါနိဗ္ဗာန်ကိုတိသွားတာပဲ ုတ်ရလားအာယုန်ဉ္ဇဉ်ပေါ်မှာဆွလမ်းမဲ့မောတဲ့စိတ်ကင်းသွားခြင်းသည်ကာမဂုဏ်အာယုန်ရဲ့ကာမဂုဏ်အာယုန်မှာထမြောက်ရလို့ဆိုတာဟုတ်ဟုတ်ရလားအေးအဲ့လိုတိသွားတဲ့အတွက်ကြောင့်ငါဟာဒီကာမဂုဏ်အာယုန်နေနဲ့ပတ်သက်ပြီးတော့ပူလောင်မှုဆာလောင်မှုသိမ့်မှုဘာမှမရှိတော့ဘဲနဲ့ငါမှပဂတိအေးချမ်းပြီးတော့ချမ်းသာပြီးတော့နေနေတယ်တဲ့အဲ့ဒါကာမဂုဏ်အာယုန်တွေကိုခံစားနေတဲ့ပုံကိုယ်တွေကိုငါမြင်တော်လည်းပဲ ်ငါ့ရဲ့စိတ်ထဲမှာဒါကိုခံစားကျင်တယ်ဆိုတော့စိတ်ကလေးတောင်ဖြစ်ပြီးတော့မလာဘူးတဲ့ခံစားနေတဲ့လူတွေကိုတွေ့လို့လည်းပဲခံစားကျင်တဲ့စိတ်သူ့မှာဖြစ်ပေါ်မလာဘူးပေါ့မြတ်စွာဘုရားကဒါသူ့အကြောင်းသူပြောနေတာနော်မြတ်စွာဘုရားကဟုတ်ရဲ့လားအေးအဲ့ဒါလိုပြောပြီးတော့ဥပမာဘာနဲ့ဆက်ပြီးတော့ပြောတယ်ဆိုတော့ဘာဖြစ်လို့ငါဟာအဲ့ဒါလိုကာမဂုဏ်အာယုံကိုခံစားကျင်စိတ်ဖြစ်ပေါ်မလာတယ်လဲဆိုလို့ရှိရင်နတ်စည်းစိတ်နတ်ချမ်းသာတဲ့တောင်ตาတဲ့နောက်ချမ်းသာဒုက္ခကို ငါဟာလွယ်လွယ်ကူကူပြည့်ပြည့်စုံစုံရနေတဲ့အတွက်ကြောင့်အဲ့ဒီကာမချမ်းသာကိုငါမလိုချင်တာပါတဲ့။နော်ဒါလေးကိုလည်းအကြောင်းပြနေနော်မြတ်စွာဘုရားကဟုတ်လား။နော်ကာမဂုဏ်ချမ်းသာကိုတွားကြောင့်သူမလိုချင်မတောင်းတတာလည်းဆိုရင်ကာမချမ်းသာတဲ့အများကြီးတာတဲ့နော်တိတိကျကျပြောရရင်လက်စည်းစိမ်နဲ့တောင်းတာတဲ့လို့မြတ်စွာဘုရားကိုယ်တိုင်ပြောတာဟုတ်လား။အဲ့ဒီတရားချမ်းသာတနည်းအားဖြင့်နိဗ္ဗာန်ချမ်းသာကိုမြတ်စွာဘုရားလွယ်လွယ်ကူကူအလိုရှိတဲ့အချိန်မှာအလိုရှိသလောက်မရနိုင်ဘူးလားရနိုင်တယ် ဒါကြောင့်မလို့သူကာမချမ်းသာကိုမတောင်းတဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာဥပမာပြောမယ်တဲ့ဟိုကာမစည်းတိမ်နဲ့ပြည်စုံတဲ့တတိတယောက်တကြွတယောက်လူပြည်မှာဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေပြုပြီးတော့နောက်ွယ်လိုအိဋ္ဌာရောက်တော့သူ납ဖြစ်သွားတယ်ဆိုကြပါစို့တဲ့နော်အဲ့လို납ဖြစ်သွားတော့납ဘဝမှာရတဲ့စည်းတိမ်ကလူဘဝတုန်းကရခဲ့တဲ့စည်းတိမ်နဲ့ဘာမှမနှိုင်းစာလောက်အောင်ကြီးကျယ်တယ်လို့ဆိုတယ် အဲ့ဒီချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအော်လူတုံးကလည်းစီးတဲ့ချမ်းသာကြီးတာပဲဆိုပြီးတော့လူစီးတဲ့ကိုသူပြန်တန်းတတယ်ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ဘာလို့ဆိုတော့အစမတန်ကွာခြားတဲ့မျက်စီးတဲ့ကိုရနေတဲ့အတွက်ကြောင့်လူစီးတဲ့ကိုသူပြန်တောင်းတတယ်ဟာမလိုဘူးတဲ့။အဲ့လိုပဲမြတ်စွာဘုရားကသူဟာဓမ္မကြောင့်ဖြစ်ပေါ်လာတဲ့ဒါဥစဉ်ကနားလည်လွယ်အောင်ပြောတာနော်။တရားချမ်းသာကိုရနေတဲ့အတွက်ကြောင့်နော်ကာမကြောင့်ဖြစ်ပေါ်တဲ့ကာမချမ်းသာကိုသူတောင်းတစေဟာမလိုဘူးလို့ပြောတာ။ ဟုတ်လားအဲ့ဒါလိုပြောပြီးတော့ဒကာဓမ္မတို့အရင်တို့အင်မတန်ကြာမှုနာဝများတဲ့ဥပမာကိုမြတ်စွာဘုရားအဲ့ဒီမှာဆက်ပြတယ်အဲ့ဒီဥပမာကတော့တော်တော်လေးကောင်းပါတယ်။မပြောလဲဆိုတော့ဘာကနေကြီးတဲ့ဟောဒီလောကမှာအကြီးအများယောဂကုဋ္ဌနုနာဆွဲကပ်နေတဲ့လူတယောက်ယောဂတဲ့တယောက်နော်နုနာယောဂဘုရားနှိမ့်ဆက်လို့ထကြတောင်းကျမ်းလို့အမြဲတမ်းကုတ်ဖဲပြီးတော့တည်တန်ရင်းရင်းနဲ့ရှင်ရဒုက္ခ ရောက်နေတဲ့ယောဂတဲ့တရားနော်အဲ့လိုနုနာယောဂဘုရားနှိမ့်ဆက်တဲ့အခါမှာသူဘာလုပ်ရတော့ဆိုတော့ဟိုရုပ်တရက်တပ်ပါရလေးရအောင်မိကြီးကရင်ရင်မှသူမိခင်ရလေတဲ့အဲ့လိုမိခင်လိုက်တဲ့အခါမှာဒီယောဂပုလိတွေကခဏတော့ဒါငုတ်သွားတဲ့အတွက်ကြောင့်သူ့မှာတတ္တရာရတယ်ပေါ့ခဏတော့နေတာထိုင်တာရှိတယ်ပေါ့ဟုတ်လားခဏတော့နေတာထိုင်တာရှိမိခင်ပြီးလိုက်တော့အနာကတတ္တသွားတာပေါ့ နောက်တော့ဆရာကောင်းတမကောင်းနဲ့ကုသလို့အဲ့ဒီနုနာယောဂကအရှင်းပြောက်သွားတယ်။ဟောနုနာယောဂကဘာဖြစ်သွားပြီလို့ ပြောက်သွားတယ်။အဲ့လိုနုနာယောဂပြောက်သွားတဲ့အခါမှာသူ့လိုတစ်ချိန်ကဘဝလူနုနာယောဂတွေကယောဂဗုဒ္ဓထာကျွတ်တောင်းကြံလို့ဟာမိကြီးကရေရဲမှာกินနေပြီတချိန်ချိန်တပြောင်ပြောင်တောက်နေတဲ့မိမှာกินနေပြီဆိုတာကိုမြင်တဲ့အခါမျိုးမှာ သူ့မှာမိกินနေတဲ့စိတ်မရှိဘူးတဲ့ဘာလို့လဲဆိုတော့သူကပြောက်သွားပြီ ပြောက်ခင်တုန်းကတော့သူလည်းမလုပ်ရတော့မိกินခင်ရတယ်သို့တော့သူပြောက်သွားပြီဆိုရင်သူများกินတာမြင်လည်းပဲသူ့မှာกินရင်သိမရှိဘူးတဲ့အဲ့ဒါလိုပဲတစ်ချိန်တုန်းကဘုရင်တို့တဲ့တဲ့ပြောရရင်မြတ်စွာဘုရားလည်းပဲအရိယာသူတော်ကောင်းမဖြစ်ခင်တုန်းကဟုတ်လားသူလည်းပဲကိလေသာကာမရှိနေတဲ့အတွက်ကြောင့်ဝိထုကာမချင်းကပ်ပြီးတော့ဟိုဦးဇင်းတို့တဲ့တဲ့ပြောရရင်တော့မိกินခင်ရတဲ့အလုပ်ကိုမြတ်စွာဘုရားအလောင်းတော်လည်းမလုပ်ခင်ရဘူးလားလုပ်ခင်ရတယ် ဒါပေမဲ့နောက်တစ်ချိန်မှာကာမရဲ့အကြောင်းကိုကောင်းကောင်းသိသွားတော့နော်ဒီကာမရဲ့ပုံမှာဆာလောင်မမောမှုကင်းသွားတဲ့အခါအနာရောဂါကြောက်သွားတာနဲ့တူတဲ့အတွက်ကြောင့်မိခင်စရာလိုသေးလားမလိုတော့ဘူးအဲ့တော့ဦးဇင်းတို့ဘိသက်ပေါင်းတော်ကောင်းတို့ဒီဥပမာလေးကိုချက်တွင်ပြီးတော့နားလည်ရမှာနော်ဦးဇင်းတို့တရားအစတုန်းကကာမဆိုတာကိလေသာကာမရဲ့ဝိထုကာမရဲ့နှမျိုးရှိတယ်လို့ပြောခဲ့တယ်နော်အေးအဲ့တော့အခုဒီမှာ ကိလေသာကာမသည်ဘာနဲ့တူတယ်လဲဝိထုကာမသည်ဘာနဲ့တူတယ်လဲဒီအချက်ကလေးကိုစဉ်းစားရနော်ကိလေသာကာမသည်ဒုနာယောဂါကိုနဲ့တူတယ်ကိလေသာကာမဆိုတဲ့မြင်မြင်နဲ့ကြားခြင်းနဲ့နမ်းခြင်းနဲ့စားခြင်းနဲ့ထိခြင်းနဲ့ဆိုတဲ့ဟာကဘာနဲ့တူတော့အေးသူကဒုနာယောဂါနဲ့ယောဂါကိုနဲ့တူတယ်ဒုနာယောဂါနဲ့တူတယ်ဝိထုကာမဆိုတဲ့အာယုန်တွေကတော့မိတောင်းနဲ့တူတယ်။မိကြီးကလေးရေးရဲနဲ့တူတယ်။ဟုတ်လား။ လူနာယောဂါကိုထားကြွလို့သားနေရင်မိကြီးကမှกินရတာအဲ့လိုပဲစာလောင်မှုတိတ်လို့သားနေရင်အာယုန်တွေကိုတရားသမားတို့ဥစဉ်တွေဟာရှာဖွေပြီးတော့အာယုန်ရှိတဲ့နေရာကိုချင်ကပ်ရတဲ့သဘောလို့ပြောလို့မရဘူးလားဟင်းအဲ့တော့တရားသမားတို့ဥစဉ်တွေတွေမြင်မြင်နဲ့စိတ်ပေါ်လို့မြင်ဖို့ကြိုးစားတိုင်းကြိုးစားတိုင်းဒါပါလုံးနေတာတော့ဆိုလို့ရှိရင်ဒါမိခင်နေတာလို့နားလည်ဖို့မလိုဘူးလား ဟိုမိခင်နဲ့အဖြစ်ကဒကာဓမ္မတို့လည်းမလွတ်သေးဘူးဦးဇင်းတို့လည်းမလွတ်သေးဘူးသို့တော့မိခင်နေတာကိုမိခင်နေတယ်လို့သိမယ်ဆိုရင်တော့တပြည်းပြည်းနေသွားစရာအကြောင်းတော့ရှိမယ်လို့ထင်တယ်ဟုတ်ရလားဒီအတန်တစ်ခုကိုကြားခြင်းနဲ့ကြားအောင်ကြိုးစားနေတယ်အဲ့ဒါဆိုရင်မလုပ်နေတာတို့မိခင်နေတာအဲ့ဒါလိုပဲနန်းရှူဖို့စားတောက်ဖို့တွေ့ထီဖို့နော်ပြီးတော့ဒီကလေးကိုအတွေးလေးနဲ့ကိုပျော်မွေ့ပြီးတော့နေတာမျိုးရှိပြီးတော့တမင်း ဟိုအချင်းယူပြီးတော့စဉ်းစားစားထုတ်နေတာတွေဟောမရှိဘူးလားရှိတယ်ဒါတွေလည်းမလုပ်နေတာတော့လို့နားလည်ရမှာလေမီးกินနေတာဟုတ်ရဲ့လားအဲ့လိုမီးกินလိုက်တဲ့အတွက်ကြောင့်မီးရဲ့အပူချိန်ကြောင့်ယောဂဘုရားခဏတော့ဘာဖြစ်သွားတော့မဟုတ်သွားတယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားတော့သတ္တန်ရတယ်သို့တော့မီးမกินတော့တာနဲ့သူပြန်ပြီးတော့ဒါကြောင့်တောင်းကျန်ပြီးတော့လာတာပဲသူကကြောက်တဲ့နေလားခဏလေးသတ္တန်အောင်လုပ်တဲ့နေလားခဏလေးသတ္တန်အောင်လုပ်တဲ့နေဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားက ပါဂဏီကိုနူလာယောဂတဲ့ဟာမပြောက်ခင်တုန်းကမိခင်နေပျောက်သွားတဲ့နောက်မိမခင်တော့ဘူးမိခင်နေတဲ့မပြောက်သေးတဲ့ပုံကိုယ်တွေကိုတွေ့တော့လဲပဲမိခင်ရင်လည်းစိတ်သူ့မှာဖြစ်ပေါ်ပြီးတော့မလာဘူးတဲ့အဲ့ဒါလိုပဲတဲ့ငါလည်းပဲတစ်ချိန်တုန်းကမိခင်ခဲ့တာပဲသို့တော်လည်းပဲပျောက်သွားတဲ့အတွက်ကြောင့်အခုမိမခင်တော့ဘူးပေါ့မြတ်စွာဘုရားကဟုတ်လားဘာဖြစ်လို့တော့ဆိုတော့ဒီကာမချမ်းသာတဲ့အများကြီးတာတဲ့နတ်စည်းစိမ်နဲ့တောင်တာတဲ့ နော်နိဗ္ဗာန်ချမ်းသာကိုသူဟာအလိုရှိသလောက်အလိုရှိတဲ့အချိန်မှာကြိုက်သလိုရနိုင်တဲ့အတွက်ကြောင့်ပဲလို့မြတ်စွာဘုရားမပြောဘူးလားပြောတယ်။အဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကဥပမာပေးတဲ့နေရာမှာသိပ်ပြီးတော့ကျွမ်းကျင်တာဆိုတော့ပြီးပြန်တဲ့ဥပမာတစ်ခု။မာကဏီတဲ့ငါထပ်ပြီးတော့ဥပမာပြောဦးမယ်။အဲ့ဒါပါလဲဆိုတော့သောတော်ကဒုဏ္ဏယောဂတဲ့တရား။နော်ဒုဏ္ဏယောဂမပြောက်ခင်ကတော့မိခင်ရတယ်။နောက်တော်ဆွေတွေမျိုးတွေက ဆရာကောင်းတမကောင်းဆေးကောင်းဝါကောင်းနဲ့ကုသပေးလို့နုနာယောဂါကကြောက်သွားပြီဟုတ်လားအဲ့လိုကြောက်သွားပြီဆိုတော့သူ့မှာမိခင်ရင်တဲ့စိတ်လည်းမရှိတော့ဘူးပေါ့အဲ့ဒီအချိန်မှာမင်းမိခင်ရမယ်ဟာသူကမခင်ရင်ဘူးအဲ့ဒါကိုသူ့တဲ့အာကောင်းမောင်းတန်တဲ့လူနှစ်ယောက်ကလက်မောင်းတစ်ဖက်တစ်ချက်ကနေကင်ဆွဲပြီးတော့အဲ့ဒီမိဘုံရှိတဲ့နေရာကိုအတင်းဆွဲပြီးတော့ဇွတ်အတင်းကင်ခိုင်းတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာငင်းဆန်ပြီးတော့ရုန်းကန်မဲ့မဟုတ်လားတဲ့မြတ်စွာဘုရားက ရုံးကံပါပါဗျာတဲ့ဘာဖြစ်လို့တော့မီးဟာပူလို့ပါတဲ့ဟောမာဂဏီဖြေတာပါလေတော့မီးဟာပူလို့ပါတဲ့အဲ့ဒီတော့မြတ်စွာဘုရားပြန်ပြီးတော့မေးတာကပူတော်အချက်ကြသေးတယ်မီးကအခုမှပူတာလားတဲ့ပြီးတယ်မီးကအခုမှပူတာလားမဟုတ်ဒီမီးဟာငကိုယ်တုံးကလည်းပူတယ်အခုလည်းပူတယ်နောက်နေသူကတော့ပူမှာပဲဟုတ်လားအဲ့တော့ငကိုယ်တုံးကတော့မပူမပူလို့သူချင်းကတ်ခဲ့တာလားမဟုတ်ဘူးဟုတ်လား အခုတော့ပူလို့မချင်းကပ်တာလားမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာလူနာယောဂါဘူးမရှိလို့မီးတွေကိုမချင်းကပ်ရတာဟုတ်လားမီးဆိုတာကတော့